အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဆိုင်းရမ်းမန်းတင်ရေးသားတဲ့ဒုတိယရွေနှစ်ဆိုတဲ့ဆောင်းထဲမှာနှစ်ချမ်းကွဲချင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိန်ကြီးဖြစ်ပါတယ်အခန်းတင်1958ခုအာနာယအဖွဲဖာစာပလာ အတွင်းဝဥနုတခင်တင်ကောင်းဆောင်သောအစုနှင့်ဥပဆွေ ဥကြောင်ရင်ခေါင်းဆောင်သောအစုတို့ပရိပခပြတနာသည် တနေ့တခြားကြီးထွားလာနေပြီဟူသောသတင်းသည်ပြင်ပသို့ထွက်လာလေသည်နှစ်ဖက်စလုံးဝင်ဆန့်သူတန်မတ်ကြီးဥလာမောင် ဝင်ရောက်ဆေးဆက်တော်လဲမအောင်မြင်ဟုဆိုကြသည် ထို့နောက်ဒေါက်တာဘာဟန်နှင့်ဘူမူအောင်တို့လည်းချောင်းဝင်ဆေးဆက်ကြသေးသည်ဟုကြားရသည်တစ်ဖက်နှင့်တစ်ဖက် မကျေနပ်မှုများကိုခိတ္တတီးခံမျိုးတိတ်ထားပြီးအ ਨੇ စုံရှေ့လာမည် အထွေထွေရွေးကောက်ပွဲအထိငြိမ်းချမ်းစွာ အတူတကွနေထိုင်လုပ်ကင်သွားကြရန်ဖြောင်းပြပြောဆိုကြသေးသည်တို့ရရင်ထူးခြားမှုမရှိကြောင်းပြင်ပတွင်ဖြစ်ပေါ်နေသောသတင်းများအရသိရလေသည်နှစ်ဖက်သောခေါင်းဆောင်များသည်လည်းလွတ်တော်တွင် အင်အားပြန်ဆိုင်ကြဖို့ကြိုးပမ်းနေကြလေပြီလွတ်တော်တွင် အနိုင်ရရှိရေးအတွက်နှီးမျိုးစုံကိုအသုံးပြုကာအစွမ်းကုန်ကြိုးပမ်းနေကြလေသည်ကောလာဟာလသတင်းများကလည်းအမျိုးမျိုး ြန့်နှံ့လျက်ရှိသည်လွတ်တော်ထဲတွင်အယုံကြည်မရှိအစိုးတင်သိမ့်၍ဆွေငိမ့်တို့ရှုံးနေပါကတောခုပြီးပြန်လဲတိုက်ခိုက်လိမ့်မည်ဟု၍၎င်းနုတင်ဘက်မှရှုံးနေလင်လေရှိသည်မြအင်အားကိုစူးစေးကလက်နက်ကင်တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု၍၎င်းပြောဆိုနေကြသည်တစ်ဖက်ကိုတစ်ဖက်တိုက်ခါကြစေမည်ဆွဆွဲပြောဆိုမှုများကိုလည်းလူသိရှင်ကြားပြုလုပ်နေကြလေသည် 1958ခုနှစ်ဇော်လ9ရက်နေ့တွင် အရေးပေါ်လွှတ်တော်ခေါ်ထားရာထိုရက်နီကလာသည်နှင့်အမျှကောလာဟာလအမျိုးမျိုးသည်လည်းပုံမူပြန့်နှံ့လာလေသည်ဇော်လ9ရက်နေ့သို့ရောက်သောအခါရန်ကုန်တမျိုးလုံးတထိတ်တလန့်ဖြစ်နေကြလေသည်ဈေးများဆိုင်များကိုပိတ်ထားကြသည်အချို့သောပုဂ္ဂလိကကြောင်းများလည်းမဖွင့်လူအများသည် တစုံတစ်ခုအကြမ်းဖက်အထီးကရုံများဖြစ်ပေါ်လာကြမည်ဟု မျော်လင့်ကအိမ်ထဲမှာအိမ်ပြင်မထွက်ဝန်းကြလော်တော်ရှီယာတွင်းဝင်များယုံပတ်ဝန်းကျင်တွင်လည်းတမတော်မှကင်းလှည့်ဆောင်ကျက်လျက်ရှိလေသည်လွတ်တော်တို့အမန်များသည်ခေါင်းမစတလူလူနှင့်ဝေရောက်လာကြပြီးတဦးကိုတဦးပြုံးချင်စွာနှုတ်ဆက်ကြသည်လွန်ငယ်သောနေများကတဖက်နှင့်တဖက်ပုတ်ခတ်ပြောဆိုတော်သူများသည်လွတ်တော်ထဲတွင်ဘာမှမဖြစ်ခဲ့သလိုပြုံးပြုံးရှင်ရှင်နှုတ်ဆက်ကြ၍ကြီးစရာမောစရာများ ြောဆိုနေကြသည်ကို တွေ့မြင်နေကြရလေသည်တအူးကိုတအူးနောက်ကျပြောင်းကြနေတတော်တော်ဖြစ်နေကြလေသည် နနက်၁၇နာရီတွင်လွတ်တော်အစည်းအဝေးစတင်လေသည် အတိုက်ခံခေါင်းဆောင်ဥပဆွေသည် နေရာမှထလိုက်သောအခါဆွေငိမ့်ဗတ်သားများ၏လက်ခုပ်တန်းသည်စူညံသွားလေသည် သူသည်နုတင်အစိုးရအားယုံကြည်မရှိအစိုးတင်သွင်းရန်လွတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ကိုတောင်းခံလေသည် လွတ်တော်ဥက္ကဋ္ဌကအဆိုတင်သွင်းရန်ဇော်လ9ရက်နေ့သို့ချိန်ဆလိုက်လည်သည်ဤသို့လျှင်ဇော်လ9ရက်နေ့အစည်းအဝေးသည်အေးချမ်းစွာပြီးဆုံးသွားလည်သည် အောက်လွတ်တော်တွင်လွတ်တော်အမှန်248ဦးရှိရာနုတင်တို့ဘက်မှ129မဲရရှိမည်ဟု၍၎င်းဆွေငိမ့်တို့ဘက်မှ119မဲရရှိမည်ဟု၍၎င်းတွက်ချက်၍အတီလင်းကြီးညာထားကြလည်သည်တို့ရာတွင် အချို့သောရှမ်းမန်များမိမိတို့ဘက်သို့ကိုပြောင်းလာလိမ့်မည်ဟုဆွေငိမ့်တို့မျှော်လင့်ထားကြသည်နုတင်တို့ဘက်မှလည်းနောက်ထပ်မဲများရရှိနိုင်သေးသည်ဟုတွက်ထားကြသည်ဇွန်လ9ရက်နေ့တွင်တမျိုးလုံးထိတ်လန့်တကြားဖြစ်နေလေသည် တမတော်မှလည်းအင်အားအတော်များများကင်းလှည့်နေလေသည် အခန်းနှင့်1958ခုနှစ်ဇွန်လ9ရက်နေ့ထိုနေ့နနက်ကဝင်းကြီးချုပ်ဦးနုသည်အဝါရောင်ခေါင်းပေါင်းကိုပေါင်း၍ ရုံရွှင်စွာဖြင့်လွတ်တော်အဆောင်အတွင်းသို့ပထမဆုံးရောက်ရှိလာလေသည်အခြားသော သူ့အဖွဲ့ဝင်လွတ်တော်အမတ်များသည်လည်းခေါင်းပေါင်းဝါများကိုသာဆင်မြန်းလာကြသည်ပမညတအမတ်45ဦးမှမူမိုးပြရောင်ငိမ့်ငိမ့်အယောင်ခေါင်းပေါင်းများကိုပေါင်းပြီးဆွေငိမ့်ပတ်တော်သားများကမူပန်းရောင်ခေါင်းပေါင်းများကိုပေါင်းလာကြလေသည်ဥပဆွေသည်အစည်းအဝေးမဆမီကလေးမှပင် အချိန်ကပ်၍ရောက်ရှိလာရာ ဆွေငိမ့်ဘတ်တော်သားများကလက်ခုပ်ဩဘာပေး၍စည်းကြိုကြသည် ထိုနည်းတူစွာဒေါက်တာအေးမောင်ရောက်ရှိလာသောအခါတွင်လည်းပါမညတာအမတ်များက လက်ခုပ်တီး၍စည်းကြိုကြသည်မိနစ်အနည်းငယ်တွင်တွတ်တော်ဩဝထဝမူအောင်ရောက်ရှိလာသည်နှင့်အစည်းဝေးစတင်လေသည်ဥပါဆွေသည်နုတင်အစိုးရပေါ်အယုံကြည်မရှိအဆိုကိုတင်သွင်းရာဘိုးခင်မောင်လေးကထောက်ခံလေသည် ထို့ပြင်ဦးကျော်ငင်း ဥဇံထားစဉ်တခင်ဆံမြင့်နေဥခင်မောင်လက်တူကလည်းအဆိုဘက်မှထောက်ခံပြောဆိုကြသည် ထိုအဆိုကိုဥဖိုးမုံရှမ်းဥပညင်ပမညတာဒူဝါဇော်တဲ့ကချင်တခင်တင်နဲ့ဥနုတို့ကကန့်ကွက်ပြောဆိုကြလေသည်ထိုကန့်ကွက်ချက်များကိုဥပဆွေကပြန်ကြားပြောဆိုသည်အဆိုကိုမဲခွဲဆုံးဖြတ်ရန်အချင်းတို့ရောက်လာပါပြီလွတ်တော်ဥက္ကဋ္ဌမဲခွဲရာတွင် လိုင်းနာရမည့်အစီအစဉ်နှင့်လောက်ထုံးလုံနည်းများကို ရှင်းလင်းပြောဆိုပြီးမဲပေးစီပါသည်မဲများကိုရေးတွက်လိုက်သောအခါကြိုတင်တွက်ချက်ထားသည့်အတိုင်းနုတင်ဘက်မှ128မဲရရှိ၍ဆွေငိမ့်ဘက်မှ136မဲရရှိသောကြောင့်ဥပါဆွေတင်သွင်းသောအစိုးရဘောအယုံကြည်မရှိအစိုးသည် ရှင်းမဲဖြင့်ရှုံးနိမ့်သွားလေသည်အစိုးရှုံးနိမ့်သွားကြောင်းလွတ်တော်ဥက္ကဋ္ဌကကြီးညာပြီးသည်နှင့် လွတ်တော်စည်းဝေးပြီးဆုံးကြောင်းကြေညာလိုက်လေသည်ဥပဆွေနှင့်ဦးကျော်ငိမ့်တို့သည်ဦးနုတခင်တင်နှင့် အချားနုတင်ဘတ်တော်သားများထံသို့တွားရောက်ကာချီးကျူးစကားပြော၍လက်ဆွဲနှုတ်ဆက်ကြလေသည်သူတို့၏လမ်းခွဲမှုသည် အေးအေးချမ်းချမ်းရှိလာပါသည်မဖြစ်သင့်မဖြစ်ထိုက်သောလှုပ်ရှားမှုများပါလီမန်အတွင်းတွင်၎င်းပြင်ပတွင်၎င်းဖြစ်ပွားခြင်းမရှိပါပြည်သူလူထုကလည်းဟင်းချကာပြုံးနေကြလေသည် နုတင်နဲ့ဆွေငိမ့်တို့ရရှိသည့်မဲခြေနေမှာအောက်ပါတိုင်းဖြစ်ပါသည်။တင်းဖာစာပလအမတ်များပြီမနုတင်51၊ဆွေငိမ့်69၊နှင်းပမညတာနုတင်54၊ဆွေငိမ့်1 3ရခိုင်မျိုးသားညီညွတ်ရေးအဖွဲ့နုတင်6ဆွေငိမ့်3ရ၄ရှမ်းနုတင်16ဆွေငိမ့်9ငါကချင် နုတင်၃ဆွေငိမ့်၄၆ချင်းနုတင်၃ဆွေငိမ့်၃ခုနှစ်ကရာနုတင်၄ဆွေငိမ့်၃ည၈ကရင်နုတင်၄ဆွေငိမ့်၅စုစုပေါင်းနုတင်၁29ဆွေငိမ့်119ဤမဲစရင်အရာ နုတင် အစိုးရပြုတ်ကြမသွားခြင်းသည်ပါမညာတာတို့၏၄၄မဲကြောင့်ဖြစ်သည်မှား တင်ရှားနေလေသည်အခန်းသုံးနုတင်အစိုးရအဖွဲ့တွင်ဘိုမင်းကောင်သည်ပြည်ထရေးဌာနဝန်ကြီးဖြစ်လာလေသည်လေယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဖြင့်ဆောင်ရွက်နေရသောကျွန်တော်အား1958ခုနှစ်ဩဂုတ်လတွင်တာယာဝတီခရိုင်ဝန်ဖြင့်ပြောင်းရွှေ့ခံထားလိုက်လေသည် ထိုအချိန်ကနုတင်အစိုးရသည်နိုင်ငံဝန်ထမ်းများအားမိမိတို့အဖွဲ့ကို ထောက်ခံမိသူ မထောက်ခံမိသူဟုရွေးချယ်သတ်မှတ်ပြီးလင်လိုလင်လိုသလိုပြောင်းရွှေ့ခြင်းခံထားခြင်းများပြုလုပ်နေသည်ဟုစွပ်စွဲချက်များရှိလေသည်။တာယာဝရီခရိုင်သည်တခင်တင်၏အဖွဲ့ဝင်များကြီးစိုးရာဒေတာဖြစ်သည်။အများက ကျွန်တော်သည်တခင်တင်နှင့်ရင်းနှီးသူတယောက်ဖြစ်ကြောင်းသိထားကြသည်။လက်ရှိလည်းလေယာဉ်နိုင်ငံပိုင်ပြုလုပ်ရေးဌာနတွင်တာဝန်ထမ်းဆောင်နေသည်။မကြာမီကျင်းပမည်အထွေထွေရွေးကောက်ပွဲအတွက်ဗတ်လိုက်လုတ်ကင်နိုင်ရန် ရှိရပြီးတာယာဝရီခရိုင်ဝန်ဖြင့်ကျွန်တော်အားပြောင်းရွှေ့ခံထားခြင်းဖြစ်သည်ဟု အချို့ကယုံကြည်ကြလေသည် ထို့ပြင်ပြည်ထရေးဝန်ကြီးဘိုမင်းကောင်မှလည်းဂျိုးပင်ကောင်မြို့သားဖြစ်၍ကျွန်တော်အားတာယာဝရီသို့ပို့ခြင်းသည်ရွေးကောက်ပွဲတွင်အကွက်ဆင်၍ပို့ခြင်းဖြစ်သည်ဟုဆွေငင်းဖွဲ့ဝင်များကယူဆထားကြလေသည်သူတို့ယူဆသည်ကိုလည်းအပြစ်မတင်သာကျွန်တော်တို့အဖို့မှမူမိတို့မြစိတ်ထဲတွင်မရှိဘဲ ပြည်သူဝန်ထမ်းသည်လက်ရှိအစိုးရအားတစ္ဆာရှိစွာဖြင့်တာဝန်ထမ်းဆောင်ရမည်ဟုသောစိတ်ထားဖြင့်တာယာဝတီတို့လာခဲ့လေသည်မြည်သည့်ကိစ္စမဆိုတဲမဆွာဆောင်ရွက်မည်ဟုတန်ဋိဌံချထားသည်တာယာဝတီခရိုင်သည် ကျွန်တော်နှင့်အရင်းအနှီးဆုံးခရိုင်ဖြစ်သည်ဂျပန်ခေလက်ထောက်မျိုးပိုင်ဘဝကဆ ảy ၍တာယာဝတီခရိုင်တွင်ရှိမြို့နယ်အများတွင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေခဲ့ရသည့်အလျောက်မိတ်ဆွေတင်ကားတွေလည်း နေရာတိုင်းလိုလိုတွင်ရှိလေသည်ထို့ကြောင့်ကျွန်တော်သည်တာယာရီခရံဝန်ဖြင့်တာဝန်ထမ်းဆောင်ရန်တွားရမည်ဟုတိရသောအခါများစွာဝမ်းမြောက်လျက်ရှိပါသည်ကျွန်တော်ဤသားသမီးများသည်ရန်ကုန်တွင်ပညာသင်ကြားနေကြသည့်အတွက်တို့ကိုတာယာဝရီတို့တပါးနှင့်ခေါ်ဆောင်သွားနိုင်မည်မဟုတ်ပေရန်ကုန်နှင့်တာယာဝရီတွားရေးလာရေးလွယ်ကူသည်ကျွန်တော်တို့မိသားစုအတွက်နေအိမ်တော်ခွဲနေရသောကြောင့်အကုန်ကြများသည်မှာ အခြားအခက်ခဲများစွာမရှိလားအခန်းလေးတာယာရီခရိုင်ဝန်ဦးထွန်းအောင်သည်ကျွန်တော်အားအလုပ်လွှဲပြောင်းပြီးတော့ဟင်းဒရခရိုင်တို့ပြောင်းရမည်ဖြစ်သည်တို့ရာတွင် သူသည်ပစ္စည်းပစ္စယများကိုတင်စီထုတ်ပိုးနေရသောကြောင့်ရုတ်တရက်မပြောင်းနိုင်သေးပဲရှိရာကျွန်တော်သည် မိတ်ဆွေရင်းချာဖြစ်သူ ခရိုင်လေဝန်ကြီးဦးစော်ဖေးဤအိမ်တွင်ခိတတဲကိုဆောင်ဆိုင်နေရလေသည်တာယာဝရီသည်တမိုင်းယာ ထင်ရှားခဲ့သောဒေတာဖြစ်သည်မတ်အောင်ဖြူခြေရတထောင်ငမဲကောင်စင်တော်လော်ရှိန်အစရှိအကြောင်းအရာများသည်တာယာဝတီတမိုင်းတွင် ပါဝင်လေသည်ကုန်းမောင်နန်းဆက်တွင်ဘယင်တပါဖြစ်သည်တာယာဝတီမင်းနှင့်လည်းဆက်နွယ်နေသည်ပြည်ရရှားတို့အုပ်ဆိုးခြင်းခါကလည်းဝန်တာနုအသည်များထထကြွကြွအရှိဆုံးသောဒေတာဖြစ်သည် ကိုလိုနီအစိုးရဆောင်ရွက်သမျှကိုတပိတ်မောက်ကဘူးခံနေသည့်ဘူးအသင်းတွင် အများပြပေါ်ခဲ့သည်1930 32ခုနှစ်တွင်တောင်သူလေသမားတို့သည်ရရလက်နက်ကိုဆွဲကန်၍ဗြိတိရှအစိုးရအားတော်လှန်ပုန်ကန်ခဲ့ကြသည်ထို့ကြောင့်တာယာဝရီသည် သူရတတိရှိသူများတော်လံပုံကံရဲသူများထုံးပေါရာဒေတာဟုကြော်သောသတင်းရှိသည် ကျွန်တော်သည်တာယာဝရီတို့ယခုမှရောက်ဖူးသည်မဟုတ်ဒုရိယကဘာဆက်အတွင်း1942ခုနှစ်မှစ၍ လွတ်လပ်ရေးရပြီးနောက်1946ခုနှစ်အထိ ခရိုင်တွင်မြို့နယ်အတော်များများတွင်မြို့ပိုင်းဖြစ်လှဲလှယ်လောက်ကိုင်းခဲ့ဘူးလေသည် ထို့ပြင်တောင်ကျမ်းမှုဒီအချိန်တက်နေသည့်1949 50ခုနှစ်တွင်လည်းတစ်နှစ်အတွင်းငင်းငင်းရေးရရမည်ဟုသောဆောင်းဘုတ်ကိုဖြစ်ကျွေးလျက်ခရိုင်ငင်းချင်ရေးဝန်ထမ်းမှုအဖြစ်ဖြစ်၎င်းတာဝန်ယူခဲ့ဘူးသည်မြို့နယ်များနှင့်ကျေးရွာများထိတည်ကျွမ်းသူတွေ များပင်ရှိလေသည် ထို့ကြောင့်တာယာဝရီသည်ကျွန်တော်အဖို့ဇာတိချက်ကျွေးဝေးရမြင်လိုယင်းနီးခင်မင်းသည့်ဒေတာဖြစ်နေလေသည်ဥတို့အောင်တို့မိသားစု ပြောင်းရွှေ့သွားသောအခါကျွန်တော်လည်းဥဇော်ဖေးဤအိမ်မှခရိုင်ဝန်းထွန်းတတ်မှတ်ထားသောအဆောက်အုံတို့ပြောင်းရွှေ့လာခဲ့သည် ထိုတိုက်ရင်သည်ရှေးတယောအခါကလေးကအင်္ဂလိပ်ရေးပန်းများနှင့်မြမခရိုင်ဝန်းအဆက်ဆက် နေထိုင်သွားသည့်တိုက်ရင်ဖြစ်လေသည်အိုမင်းရှင်ရော ဟောင်းနှဲလာပြီးအချို့နေရာများ၌နယံများကွဲအလျံအင်္ဂလိပ်များပြုတ်ကျနေလေသည်။အင်ဂျယ်ကြီးတွင် ကျွန်တော်တို့ဦးရဲနေရသောကြောင့်ပြင်းချောက်ချောက်ဖြစ်နေလေသည်။ကျွန်တော်အတွက်စားရေးတောက်ရေးအစားအစာကူညီဆောင်ရွက်ပေးရန်မုံညိုမှတပည့်ဟောင်းကိုမောင်ခက်ရောက်ရှိလာသောကြောင့်အဆင်ပြေသွားလေသည်။သူသည် ကျွန်တော်မုံညိုတွင်မြို့ပိုင်လှုပ်စင်ကခီးသွားစာပို့လူလင်ဖြင့်လောက်ကန်ခဲ့သူ ဖြစ်ပြီးယခုအခါတွင် ငိမ့်စားယူနေပေပြီ။သူအားလက်နေချိန်တွင်ကျွန်တော်ထံသို့လာရောက်ကူညီဆောင်ရွက်ပေးနေသည့်အတွက်ကျေးဇူးတင်ရလေသည်။အခန်းကခရံဝန်ယုံရှိယုံစည်ရေးကြီးမှအစဝန်ထမ်းများမှလည်းယင်းနီးပြီးသူများဖြစ်သောကြောင့်ကျွန်တော်အဖို့အထူးအဆင်ပြေလျက်ရှိလေသည်။ခရံဝန်ယုံတွင် အထွေထွေဌာန အခွန်ဌာနတရားဌာနငွေတိုက်ဌာန မြေစရင်ဌာနရင်မျိုးဌာနစသဖြင့်ဌာနစိတ်များ တီးတန့်ခွဲထားပြီးဆောင်ရွက်ရလည်သည်အထွေထွေဌာနကိုမြို့မဝန်တော်ကြီးနှင့်ရုံးအုပ်စည်းကြီးကကြီးကျက်အုပ်ချုပ်သည် အခွန်ဌာနတွင်အခွန်ဝန်ကြီးတဦးရှိ၍ငွေတိုက်ဝန်တော်ကခရံငွေတိုက်ကိုတာဝန်ယူရလည်သည်မြေစရင်ဌာနကိုလေဝန်ကအုပ်ချုပ်လည်သည်ရင်မျိုးကိုရင်မျိုးဝန်တော်ကတာဝန်ယူသည်တရားရေးဌာနစိတ်အတွက်မူတွဲဘက်ခရိုင်ရာဇဝတ်တကြီးကကြီးကျက်အုပ်ချုပ်သည် ကိုလိုနီအစိုးရလက်ထက်ကစ၍ဆောင်ရွက်ခဲ့သောထိုအုပ်ချုပ်ရေးပုံစံသည်ကောင်းသည်ဟုဆိုရမည်လောဒိုဒီမဟုတ်စိုးသည်ဟုဆိုရမည်လောကျွန်တော်မပြောတတ်ပါတို့ရာတွင်နည်းနည်းနှင့်ကြဲကြဲဝိုင်းထားသောစနစ်ဖြစ်သည်ဟုက ဆိုနိုင်ပါသည်ဝေကုံကြေးကြလဲတတ်သားသည် ခရိုင်တစ်ခုတွင် ခရိုင်ဝန်တဦးရဲ့ဖြင့်တာဝန်တွေအများကြီးပေးထားသည်ကိုတွေ့ရပါသည် သူ့ကိုကူညီဆောင်ရွက်ရန်လုပ်ငန်းအလိုက်တွဲဘက်ခရိုင် ရာဇဝတ်တရားသူကြီး အခွန်ဝန်ငွေတိုက်ဝန်ထောင်မြို့မဝန်ထောင်ကြီးလေဝန်ရင်မျိုးဝန်အစရှိသဖြင့်အရာရှိများရှိတော်လဲခရိုင်တစ်ခုလုံးကိုခြုံ၍တာဝန်ခံဆောင်ရွက်နေရသူမှာခရိုင်ဝန်တဦးတည်းသာဖြစ်လေသည်ကိုလိုနီခေတ်ကခရိုင်ဝန်အရေးပိုင်များသည့်အများအားဖြင့်အိန္ဒိယဗရိညင်ဝန်တန်းအင်္ဂလိပ်ကြီးများဖြစ်ကြသည်တိုင်းရင်းသားတွေမှာထိုအဆင့်ထိရောက်သူနေပါလာသည် သူတို့ကိုလားငါကြီးကြီးပေးသည်နှင့်အမျှအာနာတွေတာဝန်တွေအခွင့်အရေးတွေလဲတပုံကြီးအနှင်းထားလေသည်ဌာနတိုင်းတွင်လုံထုံးလုံဤလက်ဆွဲဆောင်များဖြင့်စနစ်တကျစီမံထားသည် ကျွန်တော်ခရိုင်ဝင်ဖြစ်လာချိန်တွင် ကိုလိုနီစနစ်အတိုင်းပင်စကန်းသွားနေစေအခြားဌာနများအတွက်လည်းခရိုင်အဆင့်တာဝန်ခံအရာရှိကြီးများရှိလေသည် တရားစီရင်ရေးအတွက်ခရိုင်တရားမှနှင့်ဆက်ရှင်တရားသူကြီး ်တစ်တော်အုပ်ချုပ်ရေးအတွက်တစ်တော်ဝန်တစ်ထုတ်လုပ်ရေးအတွက်ခရိုင်မန်နေဂျာကျန်းမာရေးအတွက်ခရိုင်ဆရာဝန်ကြီးစသဖြင့်ရှိကြလေသည်တို့ရတွင် ခရိုင်ဝန်သာလင် ခရိုင်၏အကြီးအကဲဖြစ်ပြီး ခရိုင်၏ဖခင်ကြီးဟုပင်ခေါ်ဆိုကြလေသည်တာယာဝတီခရိုင်တွင် ခရိုင်ခွဲနှစ်ခုနှင့်မြို့နယ်ပေါင်း၈ခုရှိလေသည်တာယာဝတီနယ်ပိုင်ဝန်တောင်အုပ်ချုပ်ခဲ့သည့်ခရိုင်ခွဲတွင်တာယာဝတီလက်ပဒန်းမင်းလှ အုပ်ဖို့မြို့နယ်များရှိသည်ဇီးကုန်းနယ်ပိုင်းဝန်တောင်လက်အောက်တွင်ဂျိုးပင်ကောင်ဇီးကုန်းနတ်တလင်းမုံညိုမြို့နယ်များရှိလေသည်အခန်းချောင်းမြို့ပိုင်များသည် တာဝန်ကြာရာဒေသတွင် အလွန်အလုတ်များသူတွေဖြစ်ကြလေသည်သူတို့၏လစာများသည်သူတို့အလုတ်တာဝန်နှင့်နှိုင်းစာလေအလွန်နေလေသည်မြို့နယ်တစ်ခုတွင်ကြေးရွာအုပ်စုပေါင်း30ကျော်မှ50 60ပတ်ဝန်းကျင်တွင်ရှိတတ်လေသည်သူတို့သည် ရုပ်နဲ့ငြိမ်ဝပြီးပြားရေးကိုရဲဖွဲနှင့်ပူးတွဲလျက်ဆောင်ရွက်ကြရသည်။လေယာမီအခွန်အမျိုးမျိုးကို ကောက်ခံကြရသည်။စိုက်ပျိုးရေးစရိတ်အမျိုးမျိုးထုတ်ပေးရေးနှင့် ပြန်လည်ကောက်ခံရေးများကိုလည်းဆောင်ရွက်ကြရသည်။နေပိုင်ဝင်တော့များသည်နေပိုင်ရာဇဝတ်တရားသူကြီးအဖြစ်နှင့်၎င်းမြို့ပိုင်များသည်ရာဇဝတ်တရားသူကြီးအဖြစ်၎င်းတရားစီရင်ရေးကိစ္စများကိုမိမိတို့အားအနေထားသောပြည်မှုဆိုင်ရာအာဏာများအား ရာဇဝတ်မှုများကို စစ်ဆေးစီရင်ကြရသည်အချို့တရားမမှုများကိုပင် စစ်ဆေးစီရင်ကြရသည်သည်စီရင်ခွင့်အာဏာများအနေရ၌တတိယတန်းဒုတိယတန်းပထမတန်းအထူးအာဏာဟု၍လောက်တက်အရာကြံ့ကျင်မှုအရာအစဉ်တန်းများခွဲခြားသတ်မှတ်ထားလေသည်ဌာနဆိုင်ရာစာမေးဝဲအောင်မြင်မှုကိုလည်းထည့်သွင်းစဉ်းစားသည်မြို့ပိုင်များသည်မြို့နယ်ငွေတိုက်ခွဲရာရှိအဖြစ်ဖြင့်အစိုးရဗန္နာများကောက်ခံခြင်း လက်ခံခြင်းဥပဒေနှင့်အညီထုတ်ပေးခြင်းများကိုလည်းဆောင်ရွက်ကြရသည်။နေပိုင်ယုံမြို့ပိုင်ယုံများတွင်ဤမြများပြားလှသောတာဝန်များကို ဆောင်ရွက်နေရတော့လေစရေးဝန်ထမ်းများမှာ၃၄ဦးထံမပိုကြီးရေဘူးရအဖြစ်စရေးကြီးလို့သူသည် အခေါ်တော်ကိစ္စများကိုမြို့ပိုင်နေပိုင်ခီးသွားသည့်အခါလိုက်ပါရသည့်အလုပ်ကိုဒုတိယစရေးကတာဝန်ယူပြီးအခြားထွေထွေကိစ္စများကိုတတိယစရေးကတာဝန်ယူရလေသည် ငွေတိုက်တာဝန်များကိုဆောင်ရွက်ရန်မူငွေတိုက်စိုးခေါ်စည်ရည်တူတီးတန့်ရှိလေသည်ရုံးတွင်ကူညီလောက်ကမ်းရန်အတွက် ရုံးလူလင်တူရှိပြီးငွေတိုက်တွင်ငွေရည်သူတူထားရှိပေသည် အထက်အစိုးရကနေပိုင်မျိုးပိုင်များအားမိမိတာဝန်ကျရာဒေသအတွင်းညာဤညနေခရီးများများတွားစီလိုသည်ခရီးတွားရင် အခွန်ကောက်ခြင်းစိုက်ပျိုးစရိတ်ချင်းငွေများ ပြန်လဲကောက်ခံခြင်းတရားစစ်ဆေးခြင်းစသည်များဖြင့် ဆောင်ရွက်ရန်ကိစ္စများကိုမဆိုင်မတွာ ဆောင်ရွက်နိုင်သည်။တကြီးထံတွင်ထားရှိသောအဲ့စရင်လူစုစရင်ဖွားတီစရင်ကိုယ်ဆက်ယောဂအတွက် စီမံမှုကျွဲနွားယောဂကြားရောက်ခြင်းအစီရင်ခံမှုစသည်များကိုတကြီးလက်ဆွဲကြေးရလက်ဆွဲများရာစနစ်တကျဆောင်ရွက်ထားမှုရှိမရှိကိုစစ်ဆေးဆောင်ရွက်နိုင်လေသည်။ရေစရင်ကိစ္စများကိုရေစရင်အင်စပက်တာတို့အုပ်ချုပ်သောရေတိုင်းစီရင်များက ဆောင်ရွက်ကြရလေသည်သူတို့သည်လက်ရမြေခွန်ကောက်ခံရေးကိုတိကျမှန်ကန်ရေးအတွက်မြေစရင်လက်ဆွဲနှင့်အညီရာသီအလိုက်ဆိုင်ပြိုးသည့်တီးနှံများကိုကွင်းစင်းစစ်ဆေးရေးကျွဲနွားစကြက်မြေများကျူးကျော်မှုမရှိအောင်ထိန်းသိမ်းရေးအခွန်ပြေစာများ အချိန်မီပြီးစီးအောင် ရေးသားတင်ပို့ရေးစသည်များကို စီမံချက်ဖြင့်ဆောင်ရွက်ကြရလေသည်မြို့နယ်မြေစရင်ရုံသည်ခရိုင်လေဝန်အားတာဝန်ခံ၍ဆောင်ရွက်ကြရသည် ခရိုင်လေဝန်ယုံသည် ခရိုင်ဝန်ယုံ၏ဌာနစိတ်တစ်ခုဖြစ်သလိုမြို့နယ်မြေစရင်ယုံသည်လည်းမြို့ပိုင်ယုံ၏ယုံခွဲလေးတစ်ခုကဲ့သို့တည်ရှိနေလေသည် ရေပုံနှင့်မြေကြီးကန့်ညီ၍စရင်စရာမှန်ကန်ရေးအတွက်နေပိုင်မြို့ပိုင်များသည်တတ်မှတ်ထားသည့်အတိုင်းကျွဲနွားစကြက်များနှင့်လေယာစိုက်ပျိုးရေးကွင်းများကို အချိန်မမှန်စစ်ဆေးကြရလေသည် ထို့သို့ကွင်းစင်းစစ်ဆေးရာသို့လည်းတဆန်ရမြေစရင်အင်စပက်တာနှင့် မြေတိုင်းစည်ရေးများသည်မြေပုံများစည်ရေးစာအုပ်များကိုကင်ဆွဲ၍အတူလိုက်ပါကြရလေသည်။နေပိုင်မျိုးပိုင်များသည်တနစ်လင်ကျွဲနွားစကြက်မြီးများ၊ကွင်းမြီများစစ်ဆေးရမြီကိုမြေစည်ရေးလက်ဆွဲတွင်သတ်မှတ်ထားသည့်အတိုင်းလှုပ်ဆောင်ကြရသည်။ခရိုင်ဝန်သည်လည်းမိမိခရိုင်တွင် တာဝန်ရခရီးသွားလာရင် ကွင်းစစ်ဆေးသောအလုပ်ကို လုပ်ကင်ကြရလေသည်။လူအများနေထိုင်ရေးအတွက်မျိုးရင်းခရိုင်မြီများ တတ်မှတ်ပေးထားသည်ကိုလည်းစီကံရာစောက်လုပ်ထားခြင်းရှိမရှိအစိုးရမြေပေါ်သို့တိုးချဲ့ထားခြင်းရှိမရှိတတ်မှတ်ထားသောလမ်းများကိုပိတ်ဆို့ထားခြင်းရှိမရှိ စာသည်များကိုနှစ်စဉ်စစ်ဆေးကြရလေသည် တိုးချဲ့ထားခြင်းကျူးကျော်စောက်လုပ်ထားခြင်းများတွေ့လျင်တရိပ်ပေးခြင်းဖယ်ရှားစေခြင်းတရားစွဲဆိုခြင်းစာသည်များကို ပြုလုပ်ရလေသည်ယခုရင်းတော်ဝင်များကိုမြည်သူတွေဆောင်ရွက်နေပါသည်နီ အင်းလေလံပြစ်သည့်ကိစ္စတွင်လည်းနေပိုင်မြို့ပိုင်မပါ၍မဖြစ်ခရံဝန်ရုံးမှမြို့နယ်အလိုက်နှစ်စဉ်အင်းများကိုလောက်ကန်ရန်လေလံပြစ်မည်ဟုကြေညာသည်အင်းဆွဲဝယ်လိုသူများသည်မြို့ပိုင်ရုံးတွင်အင်းလေလံဆွဲဝယ်ခွင့်လက်မှတ်လျှောက်ထား၍ရသည် လေလံပြစ်ပြီးသောအခါတွင်လည်းအခွန်ရရှိရေးအတွက်စိတ်ချရအောင်ရွှေပြောင်းနိုင်သောပစ္စည်းမရွှေပြောင်းနိုင်သောပစ္စည်းကိုအင်းဆွဲထားသူက တင်ပြကအာမခံစာချုပ် ချုပ်ဆိုကြရလေသည်တာယာဝတိခရိုင်သည် အင်းပေါ်များသောခရိုင်ဖြစ်သည်ဖြင့်အင်းလေလံပစ်ချိန်တွင်မြို့ပိုင်နေပိုင်တွင် အလုံများကြလေသည်ရာသီဥရုကြောင့်ဖြစ်စီပိုးပြက်၍ဖြစ်စီတီးနံများအထွက်ရောသောအခါများတွင် အခွန်တန်းများသည် လေကွန်လျှော့ကောက်ရန်သို့မဟုတ်လုံးဝပယ်ဖျက်ရန်မြို့ပိုင်ယုံတွင်လျှောက်ထားကြလေသည်လျှောက်ထားသည့်အတိုင်းမှန်မှန်နေပိုင်မြို့ပိုင်များကွင်းစင်း၍စစ်စေးကား ခရိုင်ဝန်ထံမိမိတို့ထောက်ခံချက်ကို တင်ပြကြရသည်အပြက်အလွန်များသောဒေတာများအတွက်မူလေပြက်အရာရှိတီးတန့်ခံထားဆောင်ရွက်စေသည်ကျွန်တော်သည်တာယာဝတီခရိုင်ဝန်ဤတာဝန်ကိုလက်ခံပြီး၍မကြာမြင့်မီတခရိုင်လုံးမြို့နယ်များသို့ခရီးထွက်ခဲ့လေသည် အချို့နယ်ပိုင်မြို့ပိုင်များသည် ကျွန်တော်ဤတီဟောင်းကျွမ်းဟောင်းများဖြစ်၍အချို့မှာယခုမှစတင်၍တွေ့ဘူးသူများဖြစ်လေသည် အချို့မျိုးများမှမျိုးသူမျိုးသားများသည်လည်းကျွန်တော်မျိုးပိုင်တာဝန်ကိုထမ်းဆောင်စဉ်ကလေးကရင်းနှီးခဲ့ကြသူများဖြစ်သည့်အလျောက်ပြန်လည်တွေ့ဆုံရသောအခါဝမ်းမြောက်ဝမ်းသာဖြစ်ကြရလေသည်ကျွန်တော်ငယ်စဉ်ကရင်းနှီးခဲ့သောအချို့ကြေးရွာများရှိတက်ကြီးရွယ်အိုများသည်ကျွန်တော်ကိုခင်မင်းစွာဖြင့်မျိုးပိုင်လေးဟုသာ ခေါ်ဆိုလျက်ရှိကြသည် အခန်းခွနှင့်ခရိုင်ဝုံဤတာဝန်ဝတရားများက များလာပါပြီသည် ထိုများမြောင်လာသောအလုံများကိုမြို့နယ်အလိုက်နယ်ပိုင်မြို့ပိုင်များအားခွဲဝေဆောင်ရွက်စီခြင်းဖြစ်သည် ထိုပုဂ္ဂိုလ်များလောက်ကင်ဆောင်ရွက်သည်များသည်တာဝန်ကြီးမကြီးစနစ်တကျရှိမရှိစသည်များကို အမြဲဆောင်ကျက်ကြီးရှုနေရသည့်အပြင်စည်းကမ်းတကျရှိမရှိကိုလည်းအခါအားလျော်စွာစစ်ဆေးရလေသည် ပြည်အောင်စုမြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီးတော့လေကိုလိုနီခေတ်ကအုပ်ချုပ်ရေးစနစ်တိုင်းရုံးလက်ဆွဲများညွှန်ကြားချက်များနှင့် အမိတ်များအရာ ဆောင်ရွက်လျက်ပင်ရှိသေးသည်လိုက်နာကျင့်သုံးရမည်ရုံးလက်ဆွဲဆောင်များသည်လည်းဌာနအလိုက်တော်၎င်းခြေသားပြတန်းထားပြီးဖြစ်သည်ခြေရွာအုပ်ချုပ်ရေးအတွက်တကြီးလက်ဆွဲခြေရွာလက်ဆွဲဟု၍ထားရှိပြီးဖြစ်သည်ခြေရွာအုပ်ချုပ်ရေးနှင့်ဆက်လင်း၍တကြီးများနှင့်တမာရီအဖွဲ့ဝင်များသည်ထိုလက်ဆွဲဆောင်များတွင်ပါရှိသည့်အတိုင်းဆောင်ရွက်ကြရသည် ထိုနည်းတူမြို့ပိုင်နေပိုင်များတွင်နေပိုင်မြို့ပိုင်ရုံးလက်ဆွဲ ခရံဝင်ယုံတွင်ခရံယုံလက်ဆွဲအတွင်းဝင်ယုံများတွင်အတွင်းဝင်ယုံများလက်ဆွဲဟု၍တက်မှတ်ပြဌာန်းထားပြီးရှိလေသည်ထို့ပြင်မြေစရင်ဌာနတွင်မြေစရင်လက်ဆွဲလေယာမြေခွန်ကောက်ခံရေးတွင်လေယာမြေခွန်လက်ဆွဲတရားစီရင်ရေးတွင်တရားရုံးလက်ဆွဲအစရှိသဖြင့်ဌာနဆိုင်ရာအသီးသီးတွင်လက်ဆွဲစာအုပ်များပြဌာန်းထားပြီးဖြစ်လေသည်မြို့ပိုင်သည်ဒကြီးများလက်ဆွဲစာအုပ်တွင် ပြဌာန်းထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမရှိကိုကျေးရွာများသို့ရောက်သည့်အခါမကြာခဏစစ်ဆေးရသကဲ့သို့နေပိုင်ယုံမြို့ပိုင်ယုံများတွင်လည်းညွန်ကြားချက်များနှင့်အညီစနစ်တကျဆောင်ရွက်ခြင်းရှိမရှိကို ခရိုင်ဝန်သည် အခါအားလျော်စွာစစ်ဆေးရလေသည် ခရိုင်ဝန်သည် ခရီးသွားလာရင်မြို့ပိုင်ယုံ၏အထွေထွေဌာနကိုတော်၎င်းအခွန်ဌာနကိုတော်၎င်းငွေတိုက်ကိုတော်၎င်းအစည်းအဝေးများကိုကြိုတင်ရေးဆွဲထားပြီးစစ်ဆေးမှုများပြုလုပ်ရလေသည် ထို့ပြင်ခရိုင်ဝန်သည် ခရိုင်ရာဇဝတ်တရားသူကြီးအနေဖြင့်ခရိုင်ခွဲတရားသူကြီးယုံများနှင့်မြို့နယ်ရာဇဝတ်တရားသူကြီးများ၏ယုံများကိုစစ်ဆေးရလေသည်ထို့သောစစ်ဆေးရတွင် ချုံရင်းချက်များတွေ့ရှိပါက စစ်ဆေးချက်မှတ်တမ်းတွင် ထောက်ပြပြီးပြုပြင်ဆောင်ရွက်စေသည်ယုံစစ်ဆေးမှုသည်လက်အောက်ခံအရာရှိများအားအပြစ်ရှာရန်မဟုတ်ဘဲဆောင်ရွက်ချက်များတိမ်ပါနေပါကတဲမှတ်ပေးရန်သာဖြစ်သည်ဟုကျွန်တော် မိုးညိုမြို့ပိုင်လုံစင်က ခရိုင်ဝန်ဦးခင်မောင်ဖြူလာရောက်စစ်ဆေးစဉ်မိတ်ချသွားသည်ကိုမှတ်သားလိုက်ရဘူးပါသည် ထို့အဆိုမိတ်တိုင်းပင်ကျွန်တော်ခရိုင်ဝန်ဖြစ်လာသောအခါ၌လေနေပိုင်မြို့ပိုင်များပေါ်တွင်အလုတ်ကျွမ်းကျင်စေလိုသောစေတနာဖြင့်စစ်ဆေးမှုများကို ပြုလုပ်ခဲ့လေသည် နာဆင်ပေးသူအလုံးကိုကျေးဇူးတူပဲတင်ရှိပါရဲ့ရှင်